ဘာသာစရိစမောကဒီကုထရာပြာပါဒီနေ့ရောမြန်မာဖက်ရှင်နာကလက်နက်က NSCNK ရုံးအောင်ဖွယ်ရင်ဘုံမူးချုပ်အဆင့်ရှိသူတွေအကိုအိန္ဒိယစစ်တပ်ကဒရုန်းနဲ့ပုံကျဲတိုက်ခိုက်လို့နှုတ်ဦးတည်ဆုံနေတယ်။ဘူကောမြို့ကိုစစ်တပ်ကထပ်မံပုံကျဲတိုက်ခိုက်လို့ကလေးငယ်၃ဦးတည်ဆုံပြီး၁၂ဦးတန်းရရတဲ့ ရေးသားရှိမှရှိရဲစခန်းတိတ်တောက်ွယ်မှာစစ်ကော်မရှင်ဘက်ကသူ့ဘုံကြီးအပါဝင်15ဦးတည်ဆုံပြီး2ဦးအရှင်ဖမ်းမိတဲ့လေစတဲ့တဲ့နေအပါဝင်ဗရန်အပိုင်လေးစတဲ့တဲ့ကိုတင်ဆက်ပေးပါမယ်နောက်ပိုင်းမှာတော့နိုင်ငံတကာပတင်းတွေကိုကြားကြရမှာပါ ီခေတ်အော်တိုဘားလ20ရက်နေ့ည9:00နာရီကျော်ကစကိုင်းတိုင်းနာကပူပိုင်အုပ်ချုပ်ခွင့်ရဒေသလဟေမြို့နယ်မြန်မာအိန္ဒိယမြစ်ဆက်လာဝါကြီးရွာအုပ်စုခံမိုင်းကြီးရွာမှာရှိတဲ့နေအိမ်တစ်ခုကိုအိန္ဒိယစစ်တပ်က drone နဲ့ပုံတိချတိုက်ခိုက်သွားတယ်လို့ဒေသတွေတွင်အရင်းအမြစ်တွေထံနေသိရပါတယ်။ drone နဲ့ပုံပြီးကြေချတိုက်ခိုက်ခံရတဲ့နေအိမ်ဟာနာဂလက်နဲ့ကြိုက်အဖွဲတစ်ခုဖြစ်တဲ့ NSCNG ရုံးအဖွဲက ဘုံမူချုပ်အစစ်ရှိသူပြီးရောင်းကိုရဲရဲ့နေအိမ်ဖြစ်ပြီးတော့ဖြစ်စဉ်မှာသူ့ရဲ့တာဖြစ်သူနဲ့အသက်ရှင်နေရှိတဲ့သူ့ရဲ့မြေဖြစ်သူတို့တိစုံခဲ့တယ်လို့ဒေတာတွေမှာရှိတဲ့တတိယအရင်းမြစ်တို့ကသူညီစွာအတည်ပြုခဲ့ကြပါတယ်။ဒါအပြင်ဘုံမူချုပ်တဲ့သူ့ရဲ့ဇနီးဖြစ်သူတွေလည်းထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ဒေတာတွေတတိယတွေမှာထပ်ပေါ်နေပါတယ်။အခုဖြစ်စဉ်ဟာပြီးခဲ့တဲ့တင်ပတ်တွေအတွင်းကဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုတွေနဲ့ဆက်စပ်နေရလို့ဒေတာခန်ကကောက်ချက်ချကြပါရစေ မန္တလေးတိုင်းမိုးကုန်းမြို့ကိုစစ်ကောင်ရှင်တပ်ကမနေ့ကနေ့နေ3နိုင်ဝန်းကျင်မှာလင်းရင်နဲ့ထပ်မံကုန်းကျဲတိုက်ခိုက်လို့ကလေး3ဦးသေဆုံးပြီးတော့ကလေးငယ်ပေါ့အရက်သား12ဦးထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့တအန်းတပ်မတော် GNLA ကတင်ထုတ်ပြန်ထားပါတယ်စစ်ကောင်ရှင်တပ်ကတအန်းတပ်တော် GNLA ထိချုပ်ထားတဲ့မိုးကုန်းမြို့ကိုလင်းရင်နဲ့ပေါက်နေရ50ဘုံလုံးကျဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့ မိုးကုန်းမြို့ကန့်တော်ရက်ွက်အတွင်းမှာရှိတဲ့ကန့်တော်ခုဆက်ကွင်းမှာဘုံကြရပောက်ပွဲခဲ့ရကြောင့်လူထိခိုက်ဒေဆုံးမှုတွေများခဲ့ပြီးတော့နေအိမ်ဆက်ကလေးနဲ့ခုဆက်ကွင်းနဲ့ပြည့်စည်သွားတယ်လို့သိရပါတယ်။အဆိုပါဘုံကျဲတိုက်ခိုက်မှုကြောင့်အသက်6နှစ်10နှစ်နဲ့အသက်10နှစ်အရွယ်ကလေးသုံးဦးပွေးချင်းပြီးဒေဆုံးခဲ့တာလို့ဖော်ပြထားပါတယ်။ စစ်ကောင်ရှင်တပ်ကတအန်းတန့်တော် GLA ထိချုပ်ထားတဲ့နေရာကိုနေ့တိုင်းမိဘလေးချောင်းကနေတိုက်ခိုက်နေတာကြောင့်ပြည်သူတွေအနေနဲ့စိတ်ရည်တတိရှိကြဖို့နဲ့လေးချောင်းကကိုရေးဆိုင်ရာနီးလန်းတွေကိုလိုက်နာကြဖို့ကိုလည်း GLA ကအတိအပြီးထုတ်ပြန်ထားပါတယ်စစ်တောင်းပြီးအရှိဖက်ကန်ရေးသားရှင်မြို့နယ်ရွာတိကျေးရွာမှာရှိတဲ့အာနာသိစစ်တပ်ရဲ့စခန်းကိုအောက်တိုဘာလ20ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရာတပ်ပွဲအတွင်းစစ်ကော်မရှင်ဘက်က ထုပုံမူကြီးအပောင်းနဲ့15ဦးသေဆုံးပြီးနှစ်ဦးအရှင်ဖမ်းမိခဲ့တယ်လို့နေပြည်တော် PDF နဲ့အမတ်နေ့စစ်စင်ရေးနေပြည်ကဒီနေ့ညမှာတတိယထုတ်ပြန်ထားပါတယ်ပေးဆုံးသွားတဲ့စစ်ကော်မရှင်တရဲ့တည်ရင်မူဟာဒုတိယဘုံဝင်ကြီးညီညီနိုင်ဖြစ်ပြီးလေကြောင်းရံကာကွယ်ရေးတပ်လကတာနှစ်တုံညာနှစ်ကိုဖြစ်ပြီးတော့လက်ရဖမ်းဆီးမိချိန်မှာပြန်လည်ခုခံရတဲ့အတွက်ပြစ်တက်ခံရတာဖြစ်တယ်လို့ဆိုပါတယ် စစ်ကော်မရှင်တပ်ဖွဲ့ဝင်အား60လောက်အထိုင်ချထားတဲ့အေလီယွာတစ်ခိုင်ကိုလက်နက်ကြီးပစ်ကူတွေလေကြောင်းတပ်ခိုက်မှုတွေကြောင့်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးတော့ပိတ်မိနေတဲ့ဒေသခံတွေကိုဘေးလွတ်ရာကိုရှစ်ပြောင်းပေးနိုင်ခဲ့တယ်လို့ထုတ်ပြန်ချက်မှာထပ်တွင်ဖော်ပြထားပါတယ်။လက်ရှိမှာစစ်ကော်မရှင်တပ်ကစစ်ကူအင်အားဖြစ်ပြန်လဲထိုးဝင်နေတဲ့အတွက်တိုက်ပွဲတွေဖြစ်ပေါ်နေရကြောင့်စစ်သားမြေကံဝန်ကျင်ကြီးရောက PDW အနေနဲ့စစ်ရေးတည်နေတွာလာနေထိုင်ကြဖို့ကိုလည်းနေပြည်တော်တိုင်းစစ်ဌာနကအသိပေးထားပါတယ်။ ။အယာဝတီတိုင်းဒေသကြီးဖြာပုံမြို့နယ်ချောင်းတွင်းကျေးရွာအုပ်စုအတွင်မှရှိတဲ့ဆန်စစ်ရုံတစ်ခုမှာဘွာလာဦးထပရကနေမိလောင်မှုဖြစ်ပွားပြီးတဲ့နောက်မှာအယက်သားတို့မိလောင်တည်ဆုံခဲ့တဲ့ဒေသခံအမျိုးသားတို့ကဖရက်အဖန်ကိုအတီးပြပါတယ်။ မနေ့ကအောက်တိုဘာလ27ရက်မနေ့ဆက်တနေ့ခွဲအချိန်မှာမီးလောင်မှုဖြစ်ပွားခဲ့ရဖြစ်ပြီးတော့အသက်40ဝန်းကျင်အရွယ်ရှိတဲ့အမျိုးသားတအုပ်တည်ဆောင်ခဲ့တယ်လို့နောက်ထပ်အမျိုးသားတအုပ်နဲ့အမျိုးသမီးတအုပ်တို့လည်းမစိုးရိမ်ရတဲ့တန်ရာရရှိခဲ့ကြတယ်လို့သိရပါတယ်။မီးလောင်မှုကြောင့်ထိခိုက်ဒဏ်ရာရတဲ့သူတွေကိုပဲ့တင်တန်မှုမှုကူညီရေးကနေဖြောက်ပုံပြီးသူဆေးရုံကြီးကိုပို့ဆောင်ပေးခဲ့တယ်လို့လည်းသိရပါတယ်။ ဒီဒီမော့ဆိုအနောက်ခြံကအမီမဖော်သူတဲ့ဖုံးဆိုင်တစ်ခုမှာမနေ့ကမနေ့၃နိုင်ဝင်ချက်မှာစက်သိန်း50တန်မှရှိတဲ့ပစ္စည်းအခိုးခံခဲ့ရတယ်လို့ဖုံးဆိုင်ပိုင်ရှင်ကဖဲရဲအပံကိုအတည်ပြုပြောပါတယ်။ခိုးယူခံရတဲ့ပါဝါဘက်ဆယ်လုံးနဲ့ပါဝါစတေရှင်တစ်လုံးစွတ်စွတ်ပေါင်းကိုခန့်မှန်းတန်မှုသိန်း50ရှိတယ်လို့သိရပြီးတော့အရင်ကအဲ့ဒီဆိုင်မှာခိုးမှုမဖြစ်ဘူးပြီးမဲ့ Greeny ကဖုံးဆိုင်တော်တော်များများဖောက်ထွင်းခံရတဲ့ဖြစ်စဉ်တွေရှိနေပါတယ်။ဒါအပြင်ဒီမော့ဆိုအနောက်ခြံမှာတိုက်ပွဲအခြေအနေကြောင့် ည9နိုင်နောက်ပိုင်းအပြင်မထွက်ဖို့တက်ဆိုင်ရာအခွင့်အရေးနဲ့ရက်ခွက်တောင်းရှိသူတွေကစာထုတ်ပြန်ထားပေမဲ့ချစ်ချစ်ရရအရေးယူရမျိုးတော့မတွေ့ရသေးပါဘူးဆက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ် Goldman Sachs ကုမ္ပဏီကတတူတူဖွာနဲ့တက်ဆင်တဲ့နေရာမှာပြည်ုံနိုင်ငံရဲ့လွမ်းမိုးချုပ်ကိုင်မှုကြောင့်မြေရှားနဲ့အခြားအရေးပါတဲ့သတ္တုတွေရဲ့ကမ္ဘာလုံးဆိုင်ရာကွင်းဆက်တွေမှာအန္တရာယ်ရှိလာနိုင်ကြောင်းပြောထားပြီး လွတ်လပ်တဲ့ထောက်ပံ့ရေးကွင်းဆက်တွေတည်ဆောက်ဖို့ကြိုးပမ်းနေတဲ့နိုင်ငံတွေကြုံရမယ့်စိတ်ခေါ်မှုတွေကိုဖော်ပြထားပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့တရုတ်သမ္မတရှီဂျင်ဖင်တို့တွေ့ဆုံပွဲထိပ်တည်ဆွေးနွေးပွဲမတိုင်ခင်မှာတရုတ်ကအမေရှားတင်ပို့မှုအပေါ်ကတ်တက်ချက်အသေး၅ခုနဲ့အပိုဆောင်စစ်စစ်မှုတွေကိုထပ်တွင်ခဲ့ပါတယ်။တရုတ်နိုင်ငံဟာကပ္ပလုံဆိုင်ရာမြေရှားတပ်တူတူဖုံရဲ့69ရာခိုင်နှုန်း တန့်စင်မှု92ရာခိုင်နှုန်းနဲ့တန်လိုက်ထောက်လုံမှု98ရာခိုင်နှုန်းကိုဖိတ်ချုပ်ထားတယ်လို့ Goldman Sachs ကုမ္ပဏီကတင်းလာနေကပြောခဲ့တာဖြစ်ပါတယ်။သိသိမှုများတဲ့ဒီရှာထရက်စင်တွေကတရုတ်နိုင်ငံနဲ့မြန်မာနိုင်ငံမှာပဲအများဆုံးတွေ့ရပြီးတော့တခြားတတူတိုက်တွေကမြေရှားတွေကအရွယ်အစားသေးတာအရင်အသွေးနေတာနဲ့ရေဒီယိုတတိကျွာတွေအပြင်တတူတွေအစ်စ်ဖို့ဆိုရင်လည်း၈နှစ်ကနေ၁၀နှစ်အထိအချိန်ယူရတယ်လို့သိရပါတယ်။ ဒီတရင်ကိုတော့ writer တရင်ဌာနကိုကိုကတင်ဆက်ထားပါအရှိတအာရှမွေလေးကွန်ရက်ရနေဆက်ဆက်နေရဆိုရဆွဆွဲချက်ယူကြောင်းထိုင်းဘန်နာရေးဝင်ကြီးဌာနဒုဝင်ကြီးကိုထိုင်းဝင်ကြီးချုပ်အမှုတင်ကစာနှစ်ရေးသားဖြည့်ရှင်ချက်ပေးဖို့တောင်းဆိုခဲ့လို့ဘန်ကောက်ပို့စတင်ဌာနကဖော်ပြထားပါတယ် ထိုင်းနဲ့အခြားနိုင်ငံတွေမှာဒေတာသွင်းပြနေတဲ့ online နေတယ်မှုတွေကိုရပ်တန့်ဖို့ကြိုးပမ်းအားထုတ်မှုတွေကြည်ကြင်ပြည့်ပြည့်လုပ်လာတာကြောင့်နိုင်ငံလုံးဆိုင်ရာလိမ့်လည်မှုတိုက်ခိုက်ရေးကော်မတီအစ်စ်ကိုဦးဆောင်ဖို့အဆိုပါသူ့ဝန်ကြီးကိုခန့်အပ်ထားတယ်ဆိုတဲ့သတင်းကိုလည်းထိုင်းဝန်ကြီးချုပ်ကနေဆိုပါတယ်။ အခုတလထဲမှာပဲလေလေသူတွေအတွက်အလုံလုတ်ကင်ပေးနေတယ်လို့ဆွဆွဲခံရတဲ့တောင်ကိုရီးယားနိုင်ငံသားဒါဆင်ပေါင်းများစွာကိုကမ္ဘောဒီးယားနိုင်ငံကနေပြန်လည်ပို့ဆောင်ခဲ့တယ်လို့မြန်မာနိုင်ငံကစစ်အစိုးရကလည်းအဆောက်အအုံဝင်းနေတဲ့ကိုဝင်ရောက်စီးနေပြီးအလုံတစ်ပါးနှစ်ထောင်ကျော်ကို ဟန်စီပြီးတော့စတန်လီနဲ့ဆက်ဆက်ပစ္စည်းတွေကိုသိမ်းဆည်းရမိခဲ့လို့လည်းတတိယမှာဖော်ပြထားပါတယ်။ပရီမတိုငွေကြေးကိုအသုံးပြုတဲ့တင်ရမွေအွန်လိုင်းဈေးကွက်တွေကြောင့်စိုက်ပါယာစုဖို့ခိုင်းတွေတိုးပွားနေစေဖြစ်တယ်လို့အခုနှစ်အစောပိုင်းကကုလသမဂ္ဂကပြောကြားခဲ့ပြီးတော့ ဆိုင်ဘာယာစုခိုင်းတွေကမြေပြင်ကအင်တာနက်ချိတ်ဆက်မှုကနေဂျူတုကနေချိတ်ဆက်တဲ့ Starlink ကိုပြောင်းသုံးလာကြတယ်လို့လည်းမှတ်ချက်ပေးခဲ့ပါတယ်။ဒီရင်းကိုတော့ Bangkok Post တင်ဌာနကိုကိုးကားတင်ဆက်ခဲ့ရပါ။ဒီနေ့အော်တိုဘာလ22ရက်နေ့ဖရက်အဖိုင်ရဲ့ဒီစုပြီးနေတဲ့ကာဒီနီကိုကြားခဲ့ရပါ။ကျွန်မအင်ဂျင်နီယာရှင်